အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ထိုင်းမှာရပောင်း60နေကျင်တယ်ဆိုလို့ရှိရင် tourist visa ကိုယ်တိုင်လုပ်တဲ့ပုံစံလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် Google ကနေပြီးတော့ Thai tourist visa application လို့ရိုက်လိုက်လို့ရှိလို့ရှိရင်ဒီပုံစံလေးပေါ်လာပါလိမ့်မယ်ပြီးရင် application form ကိုတစ်ချက်နှိပ်လိုက်ပါဒီလိုပုံစံလေးကြားလာပါလိမ့်မယ်။အဲ့ဒီမှာ download နေရာမှာ download ကိုနှိပ်လိုက်ပါ။ ပုံစံဖြည့်ဖို့ဒီဖောင်လေးကြလာပါလိမ့်မယ်ဒီဖောင်မှာဘလို့ပုံစံဖြည့်ရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်နာမည်နေရာမှာ first name middle name last name ဆိုပြီးတော့ passport တွေအတိုင်းဖြည့်ရပါမယ် nationality မှာမြန်မာလို့ဖြည့်ရပါမယ် nationality of birth မှာလည်းမြန်မာလို့ဖြည့်ရပါမယ် birth place မှာကရန်ကုန်တောင်ကြီးဆိုတောင်ကြီး passport တွေအတိုင်းဖြည့်ရပါမယ် status က single လား marriage လားဖြည့်ရပါမယ် ဒေယောဘက်ကလည်း passport ရဲ့အတိုင်းဘယ်နှခုနဲ့ဘယ်နှရက်မှမွေးတယ်ဆိုပြီးတော့မှန်အောင်ဖြည့်ရပါမယ်။နောက်ပြီးတော့ PV PV ဖြည့်ရပါမယ်။နောက်ပြီးတော့နံပါတ် passport နံပါတ်ဖြည့်ရမယ်။ issue ကရန်ကုန်ကနေထုတ်ပေးတာလားအဲတောင်ကြီးကနေထုတ်ပေးတာလားမန္တလေးလားအဲ့လိုမျိုးက passport ရဲ့အတိုင်းဖြည့်ရပါမယ် day of issue မှာ passport ရဲ့စထုတ်တဲ့ခုနှစ်အဲ expire date ကိုဖြည့်ပေးရပါမယ် အလုတ်ကင်အလုတ်ကင်ရကြတော့မချန့်ကုန်တယ်ဖြည့်လဲရပါတယ် address address ကကြတော့မြန်မာ address ဖြည့်ပေးရပါမယ် telephone number ကလည်းမြန်မာ telephone ဖြည့်ပေးရပါမယ်ပြီးလို့ရှိရင် same as above ဆိုပြီးတော့အပေါ်ကအတိုင်းပဲဖြစ်ပါတယ်ဆိုပြီးတော့အဲ့လိုလေးရေးပေးရပါမယ် time ကိုဘယ်နေ့သွားမှလဲဆိုတဲ့ date ရေးပေးရပါမယ်ပြီးလို့ရှိရင် time မှာဘယ်လေရင်နဲ့သွားမှလဲဆိုတာကိုဖြည့်ပေးရပါမယ် ပြီးရင် country for which travel document အဲ့ဒီနေရာမှာ all countries လို့ဖြည့်ပါပြီးလို့ရှိရင်ကိုတဲမဲ့တိုင်းမှာတဲမဲ့ hotel ရဲ့နာမည်ကိုဖြည့်ပါပြီးလို့ရှိရင်အောက်မှာနှစ်ခုမေးထားတာကတိုင်းမှာအတိမိတ်ဆွေရဲ့နာမည်နဲ့လိပ်စာအဲ့ဒါတွေကတော့ဟိုမရှိဘူးလို့ပဲဖြည့်လိုက်ပါပြီးလို့ရှိလို့ရှိရင် ကိုယ့်ရဲ့လက်မှတ်လေးထိုးပြီးလို့ရှိလို့ရှိရင်ဒီနေ့တင်မယ်ဆိုလို့ရှိရင်ဒီနေ့တင်မယ် date လေးကိုရေးလိုက်ပါအဲ့ဒီစာရွက်က print ထုတ်ပြီးတော့လက်ရေးနဲ့ရေးလဲရပါတယ် ပေါင်ဖြည့်ပြီးသွားပြီဆိုရင်ထိုင်းတန်ရုံသွားဖို့ဘာတွေပြင်ဆင်ထားရမလဲဆိုတာကိုဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ဗီဇာကြီးကဒေါ်လာ40ဖြစ်ပါတယ်။ Passport မူရင်း Passport မူရင်းနဲ့မိတူတက်တန်း6လကျန်ရပါမယ်။ဓာတ်ပုံ2ပုံဓာတ်ပုံ2ပုံကတလက်မခွဲပတ်လဲနောက်ခံ background ကအဖြူလဲရတယ်အပြာလဲရပါတယ်။မှတ်ပုံနဲ့မူရင်းနဲ့မိတူအိမ်အောင်စုစီရင်မူရင်းနဲ့မိတူ ဘန်စာအုပ်မူရင်းနဲ့ဘန်စတေမန်ဘန်စာအုပ်မူရင်းဒါမှမဟုတ်လို့ရှိရင်ဘတ်စတေမန်ဘန်စတေမန်နဲ့ဘန်ထဲမှာအနည်းဆုံး15သိန်းရှိရပါမယ်တက်တန်းကလည်း3လရှိရပါမယ်ဥပမာဩဂတ်လမှာရှောက်တယ်ဆိုလို့ရှိရင်ဩဂတ်ရဲ့အရှိ3လတက်တန်းရှိရပါမယ်ပတ်စံကအနည်းဆုံးပေါ့နော်နောက်ပြီးတော့ဘန်ကောက်မှာတဲမဲ့ဟိုတယ်ဘူကင်အဲ့ဒါကိုလည်း print ထုတ်ထားပါလေရင်လက်မှတ်လေရင်လက်မှတ်ကလည်း booking တင်ရပါမယ် ။လင်းလက်မှတ်ဘူကင်စာရွက်ကိုလည်းပရင်ထုတ်ပြီးတော့ယူသွားရပါမယ်။အဲ့ဒီမှာတခုပြောချင်တာက bank statement က original ဖြစ်ရပါမယ်။ပြီးလို့ရှိရင် ရှောင်းမဲ့လူနာမည်ရဲ့ bank statement ဖြစ်ရပါမယ်နော်။အားလုံးပြည့်စုံပြီဆိုရင်တော့ helping မှတ်တိုင်းတော်ဝင်စန္ဒာနာက Thai embassy မှာ မနက်9:00နာရီတန်းစီပြီးတော့အဲသွားလျှောက်လို့ရပါပြီစောစောလေးသွားရင်ပိုကောင်းပါတယ်အခုနောက်ပိုင်းအားလျှောက်တဲ့လူတွေအများကြီးတဲ့အတွက်ကြောင့် တန်းတော်တော်စီရပါတယ်။ဗီဇာဝင်ပြီးသွားရင်တော့ဒီစာရွက်လေးထုတ်ပေးပါတယ်။ passport စာအုပ်ကတော့နောက်နှစ်ရက်နေမှာသွားပြန်ယူရပါတယ်သူတို့ တုံးထုတ်ထားတဲ့ဥစ္စာလေးပါကိုကဒီနေ့လျှောက်တယ်ဆိုလို့ရှိရင်မနေ့ပြန်တပတ်ခါဆိုလို့ရှိရင်စာအုပ်လေးပြန်သွားထုတ်လို့ရပါပြီစာအုပ်သွားထုတ်တဲ့အချိန်ကတော့နေ့လယ်တနာရီခွဲနောက်ပိုင်းဆိုလို့ရှိရင်ထုတ်လို့ရပါပြီ time မှာဆေးသွားကူးမဲ့လူတွေလည်းဒီပုံစံအတိုင်းလျှောက်လို့ရပါတယ်ရှင် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်မှလည်းအဟုသုတရစေမယ့်အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe လုပ်ပေးထားကြပါဦးနော်။